ဘာဒီမညာဆိုတာဘလို့ညံ့လဲဆိုရင်ခုနဝိပဿနာညာနေရဲ့အထွတ်ထိပ်သင်္ခါရုပ္ပကညာဖြစ်လာပြီးတဲ့အခါမှာနိဗ္ဗာန်ကိုပထမဆုံးတွေ့လိုက်တဲ့သဘောပဲတွေ့လိုက်တဲ့အခါမှာအဲ့ဒီသောတပတိမညာကနိဗ္ဗာန်ကိုတွေ့ပြီးတော့အဘိသင်္ခါရဝိညာဉ်လို့ခေါ်တဲ့ကံတရားတွေကိုသူ့အတိုင်းတားလဲဖယ်ပလိုက်တယ်ကိလေသာတွေကိုဖယ်လို့ကံတရားတွေကြောက်သွားတယ် သူကဘာတွေကိုဖယ်လိုက်တော့ဆိုရင်တတဝံဖြစ်လိုက်တာနဲ့ကိရိတာတွေကဘာတွေပြောက်သွားတော့ဆိုအကုသိုလ်စိတ်12ခုနဲ့ပြောရအောင်လောဘုစိတ်7ခုကဒိဋ္ဌိနဲ့ရှင်တဲ့စိတ်က၄ခုဒိဋ္ဌိနဲ့မရှင်တဲ့စိတ်က၄ခုလောဘုစိတ်7ခုရှိတယ်နော်ဒိဋ္ဌိနဲ့ရှင်တွေ့တဲ့အတော့စိတ်က၄ခုဒိဋ္ဌိနဲ့မရှင်တွေ့တဲ့လောဘုစိတ်က၄ခု သောတာနဲ့ရှင်တွေ့တဲ့စိတ်ကနှစ်ခုဝိသိကိစ္စနဲ့ရှင်တွေ့ပြီးတော့ဖြစ်တာကမောမှုစိတ်ကတစ်ခုဩရိစာနဲ့ရှင်တွေ့ဖြစ်တာကတစ်ခု အလုံးပေါင်းလိုက်လို့ရှိရင်ထိတိနဲ့ရှင်တွေ့တာက၄ခုမရှင်တွေ့တာက၄ခု၈ခုနော်သောတာနဲ့ရှင်တွေ့တာက၂ခု ဝိသိကိစ္စနဲ့ရှင်တွေ့တဲ့မောမှုစိတ်ကတခုဩဒိသနဲ့ရှင်တွေ့တဲ့မောမှုစိတ်ကတခုဆိုအလုံးပေါင်းလိုက်တဲ့အခါအောက်သို့စိတ်ဆင်းခုဖြစ်သွားသောတပတိမညာရလိုက်တာနဲ့တပြိုင်နဲ့အဘိဓိကာရဝိညာဉ်တို့ခေါ်တဲ့ထိတ်ကြီးနဲ့ရှင်တွေ့တဲ့အကုသို့စိတ်၄ခုရဲ့အဲ့ဒီ၄ခုနဲ့ပတ်သက်တာလေအကုန်လုံးထိတ်ကြီးကိုပယ်လိုက်တဲ့အတွက်ကြောင့်ထိတ်ကြီးနဲ့ရှင်တွေ့တဲ့အကုသို့စိတ်၄ခု ဝိသေကိစ္စနဲ့ရှင်တွေ့တဲ့မောဟမောမှုစိတ်တစ်ခုအာကုအဲ့ဒီငါကုဟာတတပတိမညံ့ရလိုက်တာနဲ့အဲ့ဒီငါကုကအဖြစ်တော့ချုပ်သွားနော်အဲ့ဒီစိတ်ငါကုကိုပယ်လိုက်နိုင်တဲ့ဖြင့်ဘာဖြစ်တော့ဆိုရင်ခုနှစ်ဘဝသား ခုနှစ်ဘဝနောက်မှာဖြစ်ပေါ်လာနိုင်တဲ့သံသယာမှာဖြစ်ပေါ်လာနိုင်တဲ့ချုပ်တရားတွေနတ်တရားတွေအားလုံးလည်းပဲအဲ့ဒီနေရာမှာပဲချုပ်သွားဆိုလိုတာခုနှစ်ဘဝရဲ့ဟိုဘက်မှာဖြစ်ပေါ်လာမဲ့ယုတ်တရားနတ်တရားတွေဟာဖြတ်စီပြီးသားဖြစ်သွားတယ်ခုနှစ်ဘဝမှာဖြစ်နိုင်တဲ့အနေထားပဲရှိတော့တယ်ခုနှစ်ဘဝဟိုဘက်မှာမဖြစ်တော့ဘူးလို့ပြောတယ်နော်ဒါဆုလနေရိတာပါဠိတော်မှာအဲ့ဒါ သောတပတိမေဃညာလေးနာသောတပတိမနရှင်နဲ့အတိညာဖြင့်အပိသင်္ခါရဝိညာဏတ္တအပိသင်္ခါရဝိညာဉ်လို့ဆိုတဲ့ကံတရားရဲ့ဤရောဒီနာချုပ်သွားခြင်းကြောင့်အဲဒီမက်ဆေ့ပေါ်လိုက်တာနဲ့တကယ်နဲ့အာဟုဆိုရင်ချုပ်သွား။ဟာနဲ့တူလို့ဆိုရင်လေးစားနဲ့ပြစ်လိုက်သလိုပဲ။သောတပတိမက်လေးစားနဲ့လှုပ်လိုက်တဲ့အခါကျတော့မကောင်းတဲ့ဆယ်တွေချုပ်သွား။ ခொဘွားအတွင်းမှ ဖြစ်တဲ့ဟာတွေကိုတော့မထိခိုက်ဘူးအခုလောလောဆယ်ခொနဘွားမှာတော့ထိခိုက်ဘူးအနမတကိတန်တာတွေအစမရှိတဲ့သံဃာတခွင်မှာရှင်ဥပိ္ပစီဥနာမင်းစာရူပင်းစာဖြစ်လာနိုင်တဲ့ယုတ်တရားတွေနန္တရားတွေအားလုံးဟာဒီအခိုက်မှာအလုံးချုပ်သွားတာအကိဝိသောတပတိမညံမရဘူးဆိုရင်ဖြစ်မဲ့တန်တရားတွေမှာ တတဝတိမညံဖြစ်လိုက်သည့်အတွက်ကြောင့်အဓိကခိရိတာတွေကိုပယ်ဖြတ်လိုက်သဖြင့်ခုနှစ်ဘဝဟုတ်ပဲမရှိတော့ဘူးလို့ဆိုလို့ဒါကြောင့်မို့သောတပန်ဖြစ်သွားရင်အဲ့ဒီချိန်မှာသူဖယ်လိုက်သည့်အတွက်ကြောင့်ခိရိတာအနေနဲ့ဘာခိရိတာတွေကိုဖယ်ရတော့ဆိုလို့ရှိရင်တန်ရောရှင်၃မျိုးရဲ့နော်တန်ရောရှင်၃မျိုးအော်တန်ရောရှင်၃မျိုးကိုဖယ်လိုက်တယ် သာရတဲ့၃မျိုးကတက္ကရာဒိဋ္ဌိဝိရှိကိစ္စာသီလဝိဒ္ဓပရမတာအဲ့ဒါကိုသိခဲ့လိုက်တယ်အဲ့ဒါကိုပြီးတော့အနုတ္တရာအနေနဲ့ထိဋ္ဌာအနုတ္တရာရဲ့ဝိရှိကိစ္စာအနုတ္တရာရဲ့အဲ့ဒါငါပြောဖယ်လိုက်တာပဲသူထိဋ္ဌိလည်းမရှိတော့ဘူးဝိရှိကိစ္စာလည်းမရှိတော့ဘူးအဲ့တော့ချုံးပြောလိုက်လို့ရှိရင်ဒိဋ္ဌိနဲ့ဝိရှိကိစ္စာပဲတယ်လို့ပြောတာ ိလေသာတွေဒိဋ္ဌိနဲ့ဝိသုပိစ္ဆာကိုအကျွဲ့မဲ့ပယ်လိုက်တယ်အဲ့ဒီပယ်လိုက်သည့်အတွက်ကြောင့်ခုနှစ်ဘဝဟူပဲမှာဖြစ်လာနိုင်ရာရှိတဲ့ကျုပ်တရားတွေနန္တရားတွေဟာလုံးဝမဖြစ်တော့ကျွတ်တင်ပြီးတော့ဖြတ်လိုက်ပြီးသားဖြစ်ပါပြီလို့ဆိုလို့ရပေါ့နော်ကိရတာရှိငါဝဲတိအောင်မရောက်နိုင်တော့ဘူးလို့ပြောအဲ့ဒါပုရုဇဉ်ကနေပြီးတော့တောတပံဖြစ်သွားတယ်ဆိုတာအဲ့ဒီအခြေအနေကိုပြောတာပုရုဇဉ်ဘုရားမှာ မာရနဲ့ဒိဋ္ဌိတဏှာဖြစ်တဲ့ဝိသကိစ္စအပြည့်ရှိနေတယ်။တတဝဖြစ်တဲ့အခါကျတော့အဲ့ဒိဋ္ဌိဝိသကိစ္စပျောက်သွားတယ်။ဓာရင်ပျောက်တာမဟုတ်ဘူးတဏှာလည်းရောပါသွားတယ်ဒေါသလည်းနှဲသွားတယ်။နော်။တစိတ်တေတာအဖြစ်ကျန်တဲ့အကုသူတွေတည်းကအကုန်အပြည့်မဟုတ်တော့မှပဲ။ဇာတာလေးလည်းရောပါသွားတယ်။ဒုစလို့လည်းပေါ့နော်။ဥပမာ လောဘဆိုရင် အပေချာစေနိုင်တော့လောဘမရှိတော့ဒေါသကလည်းဒေါသတော့ရှိတဲ့အတိုင်းပဲအပေချာတော့ပြင်းတဲ့ဒေါသမရှိတော့ဘူးစိတ်တော့ဆိုးတဲ့အတိုင်းပဲအပေချာတော့မကျွန်းတော့ဘူးသူဒီလိုဆိုလို့တော့နော်မြင့်သွားလို့ရှိရင်အပေလေးပုံလွတ်တိုင်းသူဘုံနဲ့ပြောမယ်ဆိုရင်အပေလေးပုံမှဖြစ်တော့ဘူးသူလူပုံနတ်ပုံနဲ့အထက်ပုံတွေပဲဖြစ်နိုင်တော့ အဲ့တော့အပေတကပိတ်တယ်ဆိုတာအဲ့ဒါကြောင့်ပြောတော်တော်ဘာဖြစ်သွားရင်ပဲကြဖို့တိတိဝိစကေသာမရှိတဲ့အတွက်ကြောင့်ပဲကြဖို့မရှိတော့